ကျွန်တော်တို့နေရာမတည်ပြီးတော့ဒါမှမရှိတဲ့အမျိုးတွေနဲ့ကျွန်တော်တို့စုပေါင်းပြီးတော့တွားကြမယ်ပေါ့နော်စသွားတော့ကျွန်တော်တို့အလူငွေက800ကျော်လောက်အထောင်မပြည့်တဲ့ပြ800ကျော်လောက်နဲ့စသွားတာဗျလက်ရှိအင်းလေးမှာကဘယ်လိုရှိနေကြလဲဆိုတော့အဲသူတို့ယာယီတဲလေးတွေထိုးနေကြတယ်ကျွန်တော်လူတဲ့နေရာမှာလဲစာချုပ်လေးနဲ့ကျွန်တော်တို့ဘယ်နေ့ဘယ်ရက်ကနေပြီးတော့ဘယ်နေ့ရက်အတွင်းကိုပြီးအောင်စောက်ပေးပါမယ်ဆိုပြီးတော့စာချုပ်ချုပ်တယ်တခါလဲအဲ့လိုမျိုးလေးစနစ်တကျတယ် စိတ်နဲ့ကြားရလားမသိဘူးကျွန်တော်ကြည်င်းနေဘာမှမကျိုးသားနေရတာကအေးပြီးရင်ပါသွားရင်ဘာမှမဟုတ်တော့ခဏလေးပြန်မျက်စိတမိလေးရတဲ့ပြည့်အတွင်းဆိုတော့အဲ့တော့ကျွန်တော်ဘယ်လိုပြန်တွေ့လဲဆိုတော့ဩငါအသက်ရှူခွင့်ရတဲ့အချိန်လေးမှာတော့ငါအကောင်းဆုံးတော့နေမယ်ဆိုတဲ့စိတ်လေးပဲထားတော့တယ်ဗျဟုတ်ကဲ့ရင်တော့တွားပြတဲ့အကြောင်းကတော့ပထမကျွန်တော်ငယ်လေးလှုပ်တော့ဆက်လှုပ်တဲ့အချိန်မှာကျွန်တော်တို့ဒီရိုက်ကူးရေးတစ်ခုကလည်းရှိသေးတယ်ရှိတဲ့အချိန်မှာကျွန်တော်တို့ ကျွန်တော်ကျွန်တော်သွားကျွန်တော်ပြမသွားမယ်ပေါ့နော်သွားမယ်ဆိုတဲ့တိုင်ပင်တဲ့အချိန်မှာငါမှလည်းအင်အားလည်းမရှိဘူးပေါ့ကွာပြီးတော့ကျွန်တော်လူခံမှုကြတော့လည်းအကုန်လုံးကသိတယ်မလားအဆင်မပြေနေတော့သွားမယ်မသွားဘူးနဲ့ချိန်နေတဲ့အချိန်မှာကိုကိုနေမင်းနဲ့သွားတယ်ကိုကြီးကျွန်တော်တို့ငယ်လျင်တော့ဖြစ်နေတယ်ကျွန်တော်တို့တွေသွားကြမယ်ပေါ့နော်နေမင်းမှာမဆန်ရှိလားဆိုတော့ကျွန်တော်မှလည်းရှိတော့ရှိတယ်လို့ဟိုက90 100လောက်တော့ရှိတယ်လို့အဲ့ကိုကြီးလည်းထုတ်ဗျာကျွန်တော်လည်းထုတ်မယ်ဗျာကျွန်တော်တို့နှစ်ယောက်မှတီးပြီးတော့အဲ့မှာရှိတဲ့အမျိုးတွေနဲ့ကျွန်တော်တို့စုပေါင်းပြီးတော့သွားကြမယ်ပေါ့နော် အမြော်သားတိုင်မင်းနဲ့အဲ့မှာအလှူငွေတော်တော်များလာတဲ့အချိန်မှာကျွန်တော်တို့အာမန္တလေးကိုအရင်စသွားတာဗျမန္တလေးအရင်သွားတယ်မန္တလေးပြီးတော့စကိုင်းစကိုင်းကိုအရင်ဝင်တယ်စကိုင်းတရဦးပြီးတော့ဗာလဲဘိုးကုံအင်းဝါတရဦးပေါ့နော်အဲ့ဘက်တွေလည်းကျွန်တော်ရောက်ခဲ့တယ်ဗျအဲ့ဒီကမှတဆင့်ကျွန်တော်အင်းလေးဘက်ကိုဆက်သွားတယ်ဒီကိုပြန်လာတော့ပဲတော့ဆက်သွားတယ်တော့ဆက်သွားတယ်အင်းလေးကိုဆက်သွားတယ်အင်းလေးသွားပြီးတော့အင်းလေးကနေပြန်လာပြီးခဏနားတယ် တကြံပြီးတာနဲ့အင်းလေးကိုတစ်ခေါက်ဆက်သွားတယ်ဟုတ်ဟုတ်ကဲ့ပြအဲ့တော့စသွားတော့ကအလူငွေဘယ်လောက်လောက်နဲ့သွားကြလဲစသွားတော့ကျွန်တော်တို့အလူငွေက800ကျော်လောက်ပေါ့ထောင်မပြည့်တပြည့်800ကျော်လောက်နဲ့စသွားတာဗျတော်ရင်လည်းအခုနောက်ပိုင်းပညာတို့ကလည်း450လူတယ်နောက်မတ်မေပကြီးတို့က150လူတယ်နောက်ပြီးတော့တခြားမိษွေတွေက100လူတဲ့သူနဲ့ဆရာဘသာရဲ့မိษွေတွေကလည်းလူတဲ့သူတွေနဲ့အဲ့လိုမျိုး800လောက်နဲ့စသွားရင်လည်းနောက်ကလူတဲ့လူရှင်တွေကများလာတဲ့အခါကျတော့ အဲတဖြည်းဖြည်းကျွန်တော်တို့ကတဖြည်းကျယ်ပြန့်လာတာဗျာနောက်ပြီးတော့ကျွန်တော်တို့လူတဲ့နေရာမှာလဲကျွန်တော်တို့ကတနေရာတနေရာကိုကြားတယ်ဗျာတွေ့တာနဲ့ဝင်ဝင်ပေးပြီးလူလူပြီးပြန်တော့မဟုတ်ဘူးတခြားမေးတယ်တို့ရဲ့အခက်အခဲတွေကိုမေးတယ်တကယ်ချို့ကြတော့လဲပိုရှန်တဲ့သူတွေလည်းရှိတယ်ဒီကြားထဲမှာလဲတချို့ကြတော့လဲအများကြီးပိုရှန်တဲ့သူတွေလည်းရှိတယ်တချို့ကြတော့လဲလုံးဝမရတဲ့သူတွေလည်းရှိတယ်အဲ့မှာကျွန်တော်တို့ကစီစစ်ပြီးတော့လှူရမှာတလားအဲ့လိုအဲ့လိုမျိုးအဲ့ဒါကြောင့်မို့ကျွန်တော်တို့လည်းကြားတယ်တနေရာတနေရာတချို့ကြတော့လဲ တကယ်ခက်ခဲနေကြရတွေ့တယ်တချို့ကြတော့လေသူ့အောင်လေသူအစင်ပိုရှန်နေကြသူတွေလည်းတွေးခဲ့တယ်ဗျာအဲ့လိုမျိုးဆိုရင်တော့ကျွန်တော်တို့ကလူပြီးသွားရင်တော့မရဘူးကျွန်တော်တို့ဒါတော့အခုလိုမလိုရဆိုပြန်ယူယူလာတယ်ဗျာအဲ့တော့ခွင့်လွတ်ပါအဲ့တော့တကယ်လိုရတဲ့လူတွေရအောင်ပေါ့နော်ဟုတ်ကဲ့တကယ်လိုအပ်တဲ့သူတွေကိုရသေးချင်တာပေါ့နော်နောက်ပြီးတော့ဒီမှာလှူရတဲ့သူတွေကြတော့လေကျွန်တော်တို့ကိုလှူတဲ့ပုံကိုတွေကြတော့လေသူတို့အရင်ရှိလို့တော့မဟုတ်ဘူးလူသားချင်းစာနာတဲ့အနေနဲ့တချို့ကြတော့9000နဲ့လှူတဲ့သူလည်းရှိတယ် တသောင်းလူတဲ့သူလည်းရှိတယ်အဲ့လိုမျိုးစုပေါင်းဆက်ပေါင်းနဲ့လူတဲ့အခါကျတော့သူတို့လူတဲ့အလူလေးတွေအထမြအောင်နောက်ပြီးတော့သူတို့လည်းကုကုသူပူရအောင်ကျွန်တော်တို့လူကိုယ်တိုင်ပြင်ပန်းခံပြီးတော့မှတေချာတေချာလေးလူရစ်တာပါဗျဟုတ်ဒါဆိုအားလုံးမှကျွန်တော်တို့ခံမှန်းကြီးတွေ့ရမယ်ဆိုတာ3000ဝန်းကျင်နေပါကိုပြောခီးစဉ်ရနေပြီးတော့အတူနိုင်ခဲ့တာပေါ့3000ပေါ့နော်ဒါပေမဲ့လည်းအခုလက်ထက်တိုးနေတယ်ဒီနေ့ဆိုရင်လည်းကြံကင်းရနေပြီးတော့လားလူရတဲ့လူရှိတယ်30ညံအောင်လူရတဲ့လူတွေလည်းရှိတယ်ဂျိုချားဆိုကြတော့ဝင်းနေကြတယ်ဗျဟုတ်ကဲ့တောချောက်တော့လို့သွားနေမှာပေါ့သွားနေတယ်ဗျဟုတ်ကဲ့ လက်ရှိအင်းလေးမှာကဘလို့တွေရှိနေကြလဲဆိုတော့အဲသူတို့ယာရီတဲလေးတွေထိုးနေကြတယ်ဒါပေမဲ့သူတို့ဘက်မှာကျတော့နည်းနည်းတော့ခက်တယ်တလီလေးတွေရှိတယ်ထင်တယ်ခါလေကြလို့ရှိရင်လည်းသူတို့အယူအဆတွေအဲ့သူတို့ရဲ့ရိုးရာတလီလေးတွေရှိမယ်ထင်တယ်ဘယ်နေ့ဘယ်ရက်မှာအိမ်ဆောက်ကြတယ်လို့မဆောက်ကြဘူးလို့အဲ့ဒါတွေရှိတဲ့အခါမှာကျွန်တော်တို့မှာနည်းနည်းတိုင်ပတ်တယ်ဗျာတခါလေကြရင်လေဟုတ်တယ်အခုအခုကိုနေမင်းတို့ကတော့လက်ရှိအဲ့မှာကြံခဲ့တယ်ဗျာကျွန်တော်ကတော့ဒီမှာအလုပ်ရှိရပြီးခဏပြန်လာတယ်ကျွန်တော်ဒီရပြီးပြန်သွားမှာအိမ်နေဘလို့ဆောက်လဲဆိုရင်ကျွန်တော်တို့ သွားတဲ့ပုံစံကတော့ဝိုင်းအင်ဥစားပေးပေါ့နော်ဝိုင်းအင်ဥစားပေးဆိုတဲ့နေရာမှာလဲကျွန်တော်တို့လူတဲ့အလူရှင်နေရာလဲတအိမ်ကိုကျွန်တော်တို့က35သိန်းနဲ့ဖြတ်ထားတာဟုတ်35သိန်းဖြတ်လာတော့အဲဝိုင်းအင်တမကိုဥစားပေးတာပေါ့နော်အချို့တစ်သားအိမ်လဲပါတယ်အဲ့ထဲမှာတစ်သားအိမ်ကလဲဒီ35သိန်းနဲ့အဆင်ပြေတယ်ဆိုလို့ရှိရင်တို့35သိန်းလူခဲ့တယ်ကျန်တာနောက်အလူရှင်လာလို့ရှိရင်အလူမခံနဲ့တော့တို့ကျွန်တော်တို့အဲ့လိုစာချုပ်ချုပ်ခဲ့တာကျွန်တော်တို့လူတဲ့နေရာမှာလဲစာချုပ်လေးနဲ့ကျွန်တော်တို့ ဘယ်နေ့ဘယ်ရက်ကနေပြီးတော့ဘယ်နေ့ရက်အတွင်းကိုပြီးအောင်စောက်ပေးပါမယ်ဆိုပြီးတော့စာချုပ်ချုပ်တယ်တခါတည်းအဲ့လိုမျိုးလေးစနစ်တကျတယ်နောက်ပြီးရင်တို့ဝါးလို့တယ်ဆိုလို့ရှိရင်ဝါးကိုကျွန်တော်တို့ကိုယ်တိုင်ပဲတက်တာအောင်လိုက်ရှာပြီးတော့ဝယ်တယ်အဲ့တော့ကျွန်တော်တို့တွေမှာလူပြီးပြန်လူပြီးပြန်ဖြစ်မနေဘူးလူအောင်စိတ်အောင်ဟုတ်ကဲ့အဲ့လိုမျိုးမပြီးနိုင်တော့ဖြစ်တာပေါ့နော်အဲ့လိုမျိုးပေါ့ဝါးဆိုလို့ရှိရင်လည်းတို့တက်တာအောင်စီစဉ်ပေးတယ်ပေါ့နော်အဲ့ဒါကိုကိုနေမင်းတို့ဟိုမှာကိုသူရတို့ကိုဘသားတို့တို့တော့ကြံခဲ့တယ်ဗျာပေါ့ လူတွေစိတ်တန်ရတယ်ကျွန်တော်အမှတွေ့တော့ကလေးလေးတွေတွေ့ခဲ့တာပါကလေးလေးလူကြီးတွေတော့ကျွန်တော်တော့မသိကျွန်တော်ကလေးတွေကိုသတိထားကြည့်တော့လေကျွန်တော်ကလေးလေးတွေဆိုရင်တို့ကလေးလေးတွေနဲ့တို့မျက်နှာလေးတွေကြီးလာရင်မရှင်လန်းဘူးဗျာတို့ပြောလဲမပြောပြတတ်ဘူးတို့ရင်ထဲမှာဘာမှန်းမသိဘူးသလားအဲ့လိုမျိုးလေးတွေဖြစ်နေတော့ကျွန်တော်ဒီကောင်တွေကိုခေါ်ပြီးတော့ဂီတာတီးပြတယ်ဒီကောင်တွေပျော်အောင်ထားတယ်ပျော်အောင်ထားပြီးကမှဒီကောင်တွေပျော်သွားပြီဆိုတော့မှတို့အဲ့လိုမျိုးလေးတွေ အဲပြန်ပြီးတော့စိတ်ခွန်အားလေးတွေကျွန်တော်ပေးပြတယ်ဗျာအဲ့ဒါအဲ့ဒီတော့တွေ့ရတယ်တို့ရှိမှာတော့တို့ကိုစိတ်ခွန်အားပေးတဲ့အနေနဲ့တို့နွေးနွေးနဲ့ဆက်ဆံနဲ့တကယ်ကိုမိဘတွေလို့ကိုညီကိုမောင်နှမတွေလို့တို့ပြန်နွေးတွေ့မှုပေးတဲ့အခါကျတော့တို့ပျော်သွားတယ်ဗျာနောက်ပြီးတော့တို့စိတ်ထဲမှာကျတော့လေတို့အားပေးခဲ့တဲ့အမှုပညာရှင်လာတဲ့အခါတော့ ။နောက်ဆုံးသူတို့ကဘာပြောလဲဆိုသားတို့မလူနဲ့တားတို့မျက်နှာကိုမြင်အောင်မှအမေတို့အားရှိတယ်တဲ့အဲ့လိုမျိုးပြောတဲ့ခါမှာပင်မန်းကဂျိုနဲ့တယ်ဗျာကျွန်တော်ဘလို့ပဲပင်မန်းကပင်မန်းပင်မန်းကဂျိုနဲ့တယ်ဟုတ်အဲ့ဒီမှာရောအင်းလေးမှာရောဒါကိုပြိုးဖန်နေရှိလားအင်းလေးမှာတော်တော်များတယ်ဟုတ်လားအင်းသားအင်းလေးကိုလည်းကျွန်တော်ကပထမဆုံးယောက်ဘူးတာဗျာအင်းလေးကိုကျွန်တော်မယောက်ဘူးဒါပထမဆုံးယောက်ဘူးတာသူတို့ကဖြိုးမြအောင်ဆိုအဲသူတို့တော်တော်အားပေးခဲ့တော့အင်းလေးမှာကတော်တော်ပြိတ္တတော်တော်အားပေးတယ်သူတို့ကြိုက်ကြတယ် စိတ်နဲ့ကြားရလားမသိဘူးကျွန်တော်ကြည်ရင်းနဲ့ဘာမှမကြိုးစားနေရတာခါကြီးပြီးရင်ပါသွားရင်ဘာမှမဟုတ်တော့ခဏလေးပြန်မျက်စိတမိန်လေးရတဲ့ပြည့်အတွင်းဆိုတော့အဲ့တော့ကျွန်တော်ဘလို့ပြန်တွေ့တယ်ဆိုတော့ဩငါအသက်ရှူခွင့်ရတဲ့အချိန်လေးမှာတော့ငါအကောင်းဆုံးတော့နေမယ်ဆိုတဲ့စိတ်လေးပဲထားတော့တယ်ဗျာဟုတ်ကဲ့အားလုံးအမုန်းမထားကြတော့ ဟိုဟာလေးသေးပေါ်မှာကိုနေမင်းနဲ့လူနေတော့ကိုပြောစစ်လိုက်တောင်းလာလားမသိဘူးအဲ့ဒါလေးဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ပြောချင်တာအဲ့လိုကိုယ့်ရဲ့ဟိုဟာလေးတွေပေါ့နော်သွားတဲ့အချိန်မှာကိုယ့်ရဲ့အမူအကျင့်လေးတွေဘာလေးတွေရှိတယ်ဒါလေးတွေဘယ်လိုလေးတွေချိန်သိမ်းရလဲဆိုတော့ကျွန်တော်ကအဲ့လိုတကယ်စလိတ်အရန်တောက်တော့လေစလိတ်အရန်တောက်ချင်လာရင်မချိန်နိုင်ဘူးဗျာစီးရမှာလူကြရဲသွားစလိတ်အဲ့နေရာစလိတ်တောက်လိုက်တာတောက်လိုက်တော့အဲ့မှာကအဆန်လူတော့မယ်လူကနေကျွန်တော်စလိတ်မတော့လက်လန်းလို့တယ်ကျွန်တော်သတိလွတ်သွားတာပေါ့ဗျာဟိုကိုနေမင်းကတော့လုံးဝပြန်မလာဘူးနော်အကိုကြီးကတကယ် တကယ်အကိုကြီးကတကယ်ပြန်မလာတော့ဘူးမလာတော့ဆိုတာသူ့ရဲ့ pressure ပွဲကြီးလည်းသူဖြတ်ပြတယ်သူပွဲကြီးလည်းသူဖြတ်ပြတယ်ကိုကြီးကတေချာမှတ်အထိုင်ချနေတော့တာအကိုကြီးကဟိုမှာအင်းသားကြီးဖြစ်နေပြီတဲ့နဲ့ရက်တရာလည်းအရန်ကြားနေပြီဒီရာလည်းအဲ့လိုမျိုး pride ကလုပ်တဲ့သူတွေကလည်းညဆောင်ရွက်နေကြပြီဆိုတော့ကျွန်တော်ပြောချင်တာတော့လေဒီ volunteer လုပ်နေတယ်လေအပုပ်ကိုတွေဘောနော်ကျွန်တော်လှူလှူသေးခြင်းနဲ့ဗျာပြောချင်တာလေသူတို့တွေဆိုလဲဟိုနောက်ကထောက်ပံ့နေအင်အားနဲ့ပဲအလုပ်လုပ်ကြတာဆိုတော့လေ ျွန်တော်တို့တွေလူလာလဲလူပေါ့နော်ကျွန်တော်တို့တွေမလူလဲအဲ့မှာဗိုလန်တီးယားတကယ်ထိထိရောက်လုံနေတဲ့ပုံကိုယ်တွေရှိမယ်ရှင်းလင်းရေးတွေလုံနေတဲ့ပုံကိုယ်တွေရှိမယ်သူတို့တဲ့သွားရေးလာရေးနေရေးစားရေးတွေလည်းအလူရှင်တွေလည်းလူပေါ့နော်သူတို့တို့လည်းလူပေးကြပါလို့ကျွန်တော်ကတော့အထူးညင်နေပြကျွန်တော်ပြောခြင်းလေဘာကြောင့်အားရှိတာပေါ့နော်အားရှိတာဘာကြောင့်လဲဆိုကျွန်တော်ကိုချင်းစားတယ်ကျွန်တော်2016မှာတော့ကျွန်တော်တို့ဗကန်ငယ်လင်းသွားတော့ကျွန်တော်တို့ဗိုလန်တီးယားပုံစံနဲ့သွားတဲ့အချိန်မှာအလူအဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့တွေမှာတိုင်ပတ်တာတမင်းတွေပါငတ်လာတာဗျာကျွန်တော်တို့လူမဲ့သူမရှိတော့ကျွန်တော်တို့တွေလည်းအရင်ချမ်းသာလို့လောက်ကြတာမဟုတ်တဲ့အတွက် ုချင်းစားတာကျွန်တော်လည်းအခုပြန်အတွေးဝင်တာအော်လို့ volunteer လုပ်နေတဲ့ပုံစံတွေတူတို့လည်းအစဉ်ပြေချမ်းသာလို့လုပ်နေကြတာမဟုတ်ဘူးလူသားချင်းစာနာတဲ့စိတ်နဲ့ကူညီကြတဲ့အခါမှာသူတို့တွေကိုလည်းလှူပေးပါလို့ကျွန်တော်ပြောချင်တယ်ဗျာသူတို့တွေလိုအပ်နေလောက်ပြီဦးကျင်းအောင်ဆိုလေလူတွေကခက်ခဲတဲ့သူတွေဒုက္ခရောက်တဲ့သူတွေပဲပြင်းပြထားပြီးလှူနေတဲ့အချိန်မှာသူတို့လှူမဲ့သူမရှိတော့သူတို့စီဖို့ရှိမယ်ဗျာစားဟိတ်တော်ရှိမယ်ဗျာအဲ့တော့သူတို့လေးတွေကိုလည်းလှူပေးပါလို့ကျွန်တော်ပြောချင်ပါတယ်ဗျာဟုတ်